အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လေပြီးတော့ကြွေလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့အချက်မရှိတဲ့အသင်းအကြောင်းကိုတော့ကျွန်တော်ပြောဖို့လိုလာပြီဘောနော်ဒါ Tottenham Hotspur အသင်းပဲအဲ့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိနီးပြအနေနဲ့ဒါကျွန်တော်တို့ဒါထွက်သင့်ပြီဆိုတာကိုဆက်လက်ပြီးပြသခဲ့ရတဲ့မှာပါပါတယ်။စပါးတဲ့နဲ့ဒီနီးပြကိုဘာလို့မထုတ်လဲဆိုရယ်ယူရချက်ကတီကြရတယ်။အခုလက်ရှိအချိန်မှာသာထုတ်လိုက်မယ်ဆိုရင်ဒါကျွန်တော်ကြားထဲမှာဒါကျွန်တော်ခန့်ဘူးလဲအချိန်မရှိကြ Ryan Mason တယောက်ပဲဒါကျွန်တော်ထားအဲ့တော့ဒါပေမဲ့ ဒီနေ့ပွဲစမှာနီးပြညံ့တယ်နီးပြတော့အတိုင်းညံ့နေကြပဲဒါတိတ်ပြီးထူးစတယ်ဒါပေမဲ့နီးပြညံ့တယ်ဆိုတော့ကွင်းထဲကကစားသမားကြီးလည်းတော်တော်လေးကိုကတော့တောက်တုံးမကြဘူးလို့ပဲစာပြီးပြောရမယ်တော့မှာပါတယ်ဘောသုံးတလုံးဝင်ကြကျွန်တော်မသိရင်အုံဒီတလုံးကန်လို့ပဲအထူးသဖြင့်ပြကျွန်တော်ဒါဒီနေ့ပွဲစမှာ ကျင်းကျင်းနေပေါ့โอเคကျွန်တော်ဒါပုံမှန်လေးပြောတော့ဒီနေ့ပုံစံကျွန်တော်တိတ်ပြီးဂီးမဆိုင်ပေါ့ဆိုတော့အပေါ်9လဲအပေါ်မတက်ဘူးအောက်လဲဒါကျွန်တော်ဆင်းလဲ United 9လို့ဒါတစ်ဆင့်လောက်ပဲကျွန်တော်တို့ဆင်းပေးရမယ်တဲမှာပါတယ်ဗျာပြောမယ်ဆိုတိတ်တော့မထူးဆန်းဘူးအဲ့တော့လက်ရှိမှာ Spa team နဲ့ Tan လဲမဆင်းဘူးဆိုတာသေချာတော့ကျွန်တော်နေဒီနေ့ပုံစံမှာတိတ်တော့ fee မရှိဒါပေမဲ့ campaign တယ်ပေါ့ဆိုတော့ခုနကပေါ့လို့ပဲဟိုခိုင်းလူပြတာကျွန်တော်တို့ဒါဝုန်းနဲ့မှဘုံမောင်းနဲ့ပုံစံမှာဒါ online online ဖြစ်သွားပြီတူတူဆိုရရလဲဖြစ်သွားတယ်တစ်ဖက်ကလည်းကောင်းတယ်ကိုအတင်းကလည်းကောင်းတယ်ဒါမျိုးဆိုလက်ခံလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်အတင်းစီကကျွန်တော်ဘာဘာတွေးလိုက်ရလဲဆိုတော့ โอเคငါတို့ကတော့ယူရိုပါလိပဲကန်တော့မှာကွာပရီးမီးယားလိကတော့ဆက်ဆရာမလို့ဘူးဆိုတဲ့ mentality တခုတွေ့တိတ်ပြီးယုံဖို့ကောင်းတဲ့ mentality တခုပေါ့နော်စပါတင်โอเคငါတို့ကအခုလက်ရှိကျွန်တော်တို့တွေ့မှာ i trend friend value အသင်းမျိုးနဲ့တွေ့မှာဖြစ်တယ်ဒါကျွန်တော်တို့ ယူရိုပါလိမှာဂိုးအများဆုံးသွင်းထားတဲ့အသင်းတွေတစ်သင်းဖြစ်မဲ့တော့ဒီလိုမျိုးခံစစ်နဲ့ပါကစားမယ်ဆိုရင်တော့လောက်တောင်မလောက်ဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့တော့လက်ရှိဒီနေ့ပွဲစဉ်မတိုင်ခင်မှာလူရည်နေနဲ့ဒါမစ်ကီဗန်နာဗင်းတောင်ဒိုင်ယာအနှင်းငယ်ပြန်ရသွားပြန်နေဆိုတဲ့ကောလာဟာလိုက်ထားကြကျွန်တော်အနေနဲ့မယုံကြည်ဘူးဘာလို့ဆိုတော့မစ်ကီဗန်နာဗင်းကိုလည်းဒါကျွန်တော်တို့အေဇီအော်ကမာနဲ့ပွဲစဉ်မှာဒါသူကိုယ်တိုင်အင်တာဗျူးလုပ်ခဲ့တာကျွန်တော်ကောင်းခဲ့တယ်ဒါမှမဟုတ်ဘာလို့လိဗျာကိုယ်တိုင်လည်းကျွန်တော်ကဘာမှဖြစ်ဘူးဒီကစားသမားအေးဆေးပဲဆိုကျွန်တော်ယုံခဲ့တယ်ဒီနေ့ပွဲမှာဒါမစ်ကီဗန်နာဗင်းနဲ့ခရစ်ရှယ်ရူမေရိုဆိုတဲ့ခံစစ်အတွဲဖက်ကျွန်တော်တို့ထပ်ပြီးတွေ့ခဲ့ရမှာကျွန်တော်အကုန်လုံးမျှော်လင့်ခဲ့တယ်ဘာလို့ဆိုတော့ဒီနေ့ စ်ပွဲစဉ်မှာမီဂီဗန်နာဗင်းကိုတိုင်လက်ရှိမှာဒါကျွန်တော်နယ်သာလန်မှာလည်းအရွေးမခံထားတဲ့အကြောင်းမို့လားမီဂီဗန်နာလေးနဲ့နယ်သာလန်လည်းမပါတော့ Okay ဒီနေ့ပွဲစဉ်မှာတော့ at least ဒုတိယဘိုင်းလောက်တော့ဆော့မယ်ကွာပထမဘက်မှာခုနကပြောလို့ဒါဘန်ဒေးဗီးစ်ကိုနေရာပြည့်ကျရိုမဲရိုနဲ့ဆော့မယ် Okay နားလည်လို့ရတယ်ဒုတိယမှာဒါကျွန်တော်တို့မီဂီဗန်နာဗင်းရိုမဲရိုဒါမှမဟုတ်ဒါခုနကမီဂီဗန်နာဗင်းဘန်ဒေးဗီးစ်ဆိုတဲ့အတွဲကိုတွေ့ရမှာလည်းလက်ရှိမှာစပါသင်းရတာကျွန်တော်တို့ medical ပြောမှာနီးပြအနေနဲ့ပြောမှာဘာပဲပြောပြောဒါနဲ့ပြဿနာပြဿနာခုနကပြောလို့ပဲခိုးလူလွဲချဒီလူလွဲချဆိုတဲ့ပြဿနာထက်ဆိုင်အခုလက်ရှိမှာ ကျွန်တော်တို့အသိရတာကျွန်တော်တို့ဆေးဘက်ဆိုင်ရာဆိုတဲ့ဥစားရှိကောရှိသေးရလားဥမာရိုမဲရိုဆို example တခုခင်ဗျားတို့ပြောပြမယ်ဗျာရိုမဲရိုနေသူပြန်ကောင်းလာတဲ့အချိန်မှာဒါကျွန်တော်တို့သူ့အနေနဲ့ပထမဆုံးချင်းကျေးဇူးတင်ခဲ့တဲ့လူကစပားအသိရတာကျွန်တော်တို့ဆေးဘက်အဖွဲ့ဝင်ကိုကျေးဇူးတင်ခဲ့တာတဲ့ဆိုင်ဒါကျွန်တော်တို့သူ့ရဲ့အာဂျင်တီးနားအသိကိုသာသူကအဓိကကျွန်တော်တို့ဒါကျေးဇူးတင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာစပားအသိမှာဆေးအဖွဲ့ကိုရှိကောရှိရလားဆိုတဲ့မိကုံမေးရမယ်တဲ့မှာပါဒါပါလက်ရှိမှာဒီနေ့ပွဲစဉ်မှာဖူဟန်အသိနေနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာစပားအသိတဲ့ဒီနေ့ပွဲစဉ်မှာပိုဇီရှင်လဲတာခဲ့ တယ်ချိန်ချောင်းမှုတွေတာခဲ့တယ်ဒီကမှစပါတင်းနဲ့အနေငယ်ပို့ပြီးတော့ဖိနိုင်ခဲ့ပေမဲ့တကယ်တမ်းဖူဟန်အသင်းကပဲဒါကျွန်တော်တို့ဂိမ်းကိုအဆုံးသတ်သွားခဲ့တယ်မှာပါတယ်သွင်းသွားတဲ့သွင်းကိုဒီဆိုဖူဟန်ဘက်ကကြည့်မယ်ဆိုဒါကျွန်တော်စပါပရိသတ်တောင်နဲ့ကြည့်ဆိုအရန်ရင်ခံမှုကောင်းနေတာကြီးဘာလို့ဆောက်ရမရှိဘူးဗျာတပွင့်လေဒါခမရတို့အပွင့်လေဆိုဆောက်ရမရှိဘာလို့အရန်လွယ်လွန်အောင်ကြီးတယ်တစ်ဖက်ပြုလာပါဗျာဒါကျွန်တော်တို့ပထမဆုံးဆက်တော့ကျွန်တော်တို့ဒါ newness သွင်းသွားတဲ့အသွင်းဆိုးဗျာကျွန်တော်တို့ဒါ ခံစစ်ကငိုတူရက်ကြည့်နေအဲ့ဒီမှာပဲကျွန်တော်တို့ဒါရူမေရိုကိုထိုးလိုက်တယ်ကျွန်တော်နားလေလို့ရရူမေရိုနေနေတာသူအာဂျင်တီးနားမှာလည်းကန်ကျွန်တော်ဒီပြောက်သူခွင့်တောင်းတာတွေလည်းမသူနေတာကျွန်တော်မိနစ်60 65မိနစ်လောက်ပဲသူဆော့နိုင်မယ်ပြီးတော့ဒါကျွန်တော်ဂျန်လောက်ဆိုသူအာဂျင်တီးနားအချိန်လေးပြေးကျသူညှိပြနဲ့ညှိထားဝင်ရတယ်ဒါတွေကနားလေလို့ရရတယ်အမြဲတမ်းဘောလုံးလောက်ကမှဖြစ်နေတာရူမေရိုထွက်သွားတဲ့အချိန်မှာဒါဘန်ဒေးဗီးစ်နဲ့အာချီဂရေးဂျန်ခဲ့တယ်အထူးသဖြင့်ဒါကျွန်တော်တို့ကွင်းလယ်မှာပေါ်တော့ကျွန်တော်အသေးအဆုံးအချက်ကပါလဲဆိုတော့ဘတ်တန်ကားလိုကောင်မျိုးကလက်ရှိမှာဒါကျွန်တော်တို့ခေါင်းလဲထိထားတဲ့ ACL လဲထိတယ်အမျိုးမျိုးထိတယ်ဒါခုနကပြောသူပဲဒါပေမဲ့ဘတ်တန်ကားကစပါးကစားသမားဟုတ်မနေတော့ပါဘူးဒါ ခုနပြောသေးတာတစ်နှစ်မှတပွဲလောက်ကောင်းတာကလည်းလို့ဘလို့မှအစင်မပြေတော့တဲ့အခြေအနေဖြစ်သွားအဲ့တော့ရိုမဲရိုကသူမထွက်ခင်အချိန်မှာဒါကျွန်တော်တို့ပွင့်လင်းပြောမယ်ဆိုသူကလေးရှိတစ်ခုလုံးသူယူပေးရခဲ့တယ်ရူမဲရိုတာဝန်ကြီးတယ်။ဒါပေမဲ့လည်းခရစ်ယာန်ရူမဲရိုဒီနေ့ပေါ်မှာတော့ကျွန်တော်မိနစ်80သူကစားခဲ့တယ်။မိနစ်80အထိတိသူ့အနေနဲ့လုံးဝတာဝန်ကိုခြေပြွန်စွာထမ်းဆောင်နိုင်ခဲ့ရတယ်မှာပါတယ်။ရူမဲရိုကိုသွားပလင်းလို့မြင်။အဲ့တော့သွင်းသွားတဲ့သွင်းကိုမှာဒါကျွန်တော်ပထမအဦးဆုံးထားပြခုနပြောလို့ဒါရှုပ်ရှက်ခဲ့တဲ့နေထားမှာပေးလိုက်ရတယ်။ Okay ထားလိုက်ရတယ်။ဒုတိယသွင်းကို ဗျာကျွန်တော်ပြောတာဗျာကြည်နေနေလीကျွန်တော်လေးဟိုကွင်းထဲမှာဆိုကျွန်တော်သာရှိအကုန်လုံးဆင်းထိုးတယ်တကယ်ဖျားစုဆင်းထိုးတယ်ဟိုဆက်ဆက်ညွန်ဆိုတာဗျာကျွန်တော်တို့စပါမှာတော့တစ်ချိန်လုံးကြန့်ခိုင်ရေးမပြေလူတယောက်တောင်မကျော်တဲ့ကောင်ကဘန်ဒေးဗစ်ကိုဒုံဒုံတွန်းပြီးတော့ဘုန်းဆိုပြီးလမ်းကန်သွားကျွန်တော်ပို့ဆိုးတာဗျာဒီလားကြံတဲ့ကောင်မကွနာပြောကျွန်တော်ကိုအခုတည်းရှိမှာကိုယ့်ရဲ့အသင်ဟောင်းကစားဖြစ်တယ်ဂါးတဲ့ဘေးတောင်ဗျာအနားယူတဲ့နေရာလေးပြန်ထားပြီးတော့ကျွန်တော်ကိုယ့်အသင်ကိုပြန်လာအသင်တော့ကျွန်တော်စိတ်မဆူဘူး တပတ်နဲ့တကူပြတစ်ချိန်လုံးဒါကျွန်တော်အန်တိုနီယိုကွန်တေးလက်ထက်မော်ရီညိုလက်ထက်ဒါကျွန်တော်နူနိုအက်စပရတိုဆန်တိုစ်လက်ထက်မှာတစ်ချိန်လုံးဒါကျွန်တော်လူနှစ်ယောက်တော့မကျော်နိုင်မင်းနဲ့တစ်ချိန်လုံးကျိုးနေခဲ့တဲ့ကစားသမားတစ်ယောက်ကကျွန်တော်တို့ဒါနှစ်ယောက်လောက်ကိုကြော်ပြေးသွားပြီဒါကျွန်တော်တို့ဘန်ဒေးဗစ်ကိုဘော်ဒီခုပြီးတော့ကန်သွားတယ်ဒါဝိတ်ဝိုက်ကန်ချင်တဲ့ယူရောင်ဖစ်နက်စ်နဲ့ကန်သွားတာအဲ့တော့ကြည့်နေတဲ့ကောင်ကဗျာကျွန်တော်ကွင်းထဲမှာရှိတဲ့ကောင်တွေအကုန်လုံးဆင်းတယ်ကျွန်တော်ကျွန်တော်လည်းနီးပြအများကြီးကြည့်ရတယ်မဲ့နီးပြပါကျွန်တော်ဆင်းထိုးခြင်းလေပြောခြင်းလား ဘာဒီလုံမှန်းလည်းမသိဘာမှခုနကအဲ့ဒုတိယသင်္ကိုဆိုလွယ်လွယ်လေးဟိုးဘက်ကကျွန်တော်လန်နိုးကနေပြီးကျွန်တော်ရှေ့ကိုပေးသွားရှေ့ကောင်အန်ဒါဆန်လားမသိဂျိုအာချင်းအန်ဒါဆန်ကလမ်းပေးလိုက်တဲ့ဘောလုံးကနေပြီးတော့ဒါကျွန်တော်တို့ဘော်ဒီကုပြီးဆက်ဆက်ညောင်းကဂိုးသွင်းသွားခင်ဗျတားလွယ်လွန်အားကြီးတယ်အဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်မက်သီးယပ်စ်တဲ့ဘရန်ဒန်ဂျော့စ်ဘရန်ဒန်ဂျော့စ်ဆိုလက်ရှိထဲမှာကွင်းထဲမှာရှိတဲ့နေကစားသမားမဟုတ်တော့ဘူးအဲ့တော့ဒီနေ့ပုံစံမှာဒါဆိုလန်ကီတယောက်ကိုပဲဆွတ်ဆက်ပြီးစပါတင်နဲ့ဖိသုံးခဲ့တယ်ဒီနေ့ပုံစံမှာဒါ ြဿနာတွေအားလုံးကဟာဆွန်ဟောင်းမင်းကပြဿနာကောင်ဘာဖြစ်တယ်ဆွန်ဟောင်းမင်းဝင်လာဆွန်ဟောင်းမင်းဝင်လာမှဒီနေ့ပေါ်မှာတိုက်စစ်လေးကနည်းနည်းလေးပွင့်သွားတယ်မတီးယက်စဲကိုလည်းရာသီကိုရင်ခေါ်ဖို့မစင်းစားနဲ့ပြန်လာလွတ်လိုက်ဘိုင်ယန်မြူးနစ်ကိုဒီပုံစံတိုင်းဆိုဘာမှလုပ်လို့မရလူတွေတွေကဟာအဲ့မှာကျွန်တော် Twitter မှာဟာလူတစ်ခေါက်တော့လူကြော်ပြတာနေနေဟာအယမ်းမိုက်တယ်ဒီကစားသမားခံစစ်ကစားသမားတွေကြော်ပြဆောက်ယူလာကျွန်တော်ပြောအခုချိန်မှာဒါကျွန်တော်ဒိုကူမပွင့်လို့ပြောဒိုကူတို့စေးပြီလို့ဆိုတော့10လောက်ကြော်နေတာပဲပြီးတော့ဂူးမှမသွင်းတာအလကားပဲခုနကလူကြော်ပြဝင်တဲ့ပရီးမီးယားလိမှာဘာမှလုပ်လို့မရဘူးပဲဒါပုံမှန်လင်းလင်းပြောတာ ဟိုပေါ်မလက်ရှိမှာဒီအသင်းတစ်သင်းလုံးကဆောက်ပေါ်ပဲလက်ရှိမှာခင်ဗျ rating မှာခုလက်ရှိကျွန်ဟာ destiny udo ကြီးက7.6နဲ့ rating တအားများတဲ့အကောင်ဆောက်ပေါ်ဒါဒီနေ့ပေါ်မှာ destiny udo ကြီးခုနကပေါ်ဆိုပဲဒီနေ့ပေါ်မှာ ပြေးခုနမလို့ပဲဟိုဟိုဘက်က UB တို့ကစဲညာပြီးသွားငုတ်တုတ်ကြီးရက်ပြီးကွင်းလယ်လောက်မှာရက်ကြည့်နေပဲဗျာမသိအမြဲသူကဥမာဆိုထားတောင်ပန်ကစားသမားမလို့ဒါ Destiny Udogi တွေနဲ့နောက်ကိုပြန်မလိုက်ပဲဘောလုံးကိုရက်ကြည့်နေကျွန်တော်နားလေလို့ရတယ်ကွင်းလယ်လောက်မှာဘောလုံးကြီးရက်ကြည့်ပြီးခုနပေါ်တယ် UB ကပြေးသွားတယ်ဝေါ်ဆိုပြီးတော့ကစဲညာကြီးလည်းဝေါ်ဆိုပြေးသွားကိုကောငုတ်တုတ်လေးရက်ကြည့်နေတယ် တကယ်တကယ်ခမတကယ်ကြည်ရင်ကြည်ရင်လေကိုအသိန်းကိုဟာစောက်ဘောအသိန်းကွာလို့ပဲကျွန်တော်အနေနဲ့သတ်မှတ်ထဲမှာပါတယ်ပေါ့နော်တော်တော်အရှက်မရှိတဲ့အသိန်းတသိန်းပဲဗျာတစ်ဖက်ကခုနကပြောဒီနေ့ပေါ်မှာဖူဟန်အသိန်းကဥရောပဝင်ဝင်ကိုထားထိုက်တဲ့လူချင်းတဲ့အသိန်းတသိန်းနဲ့စိတ်ထဲမှာဥနွဲ့ပဲလူတော်များအခုလက်ရှိမှာဒါဒီနောက်ပိုင်းမှာခုနကအသိန်းကြီးအသိန်းငယ်အသိန်းလက်ဆောင်မရှိဘူးစောက်ဘောအသိန်းနဲ့စောက်စောက်မဘောအသိန်းနှစ်သိန်းပဲရှိတယ်ကျွန်တော်အသိန်းကစောက်ဘောအသိန်းဒါရှစ်ရှစ်လေးပြောတာစောက်ရှက်မရှိနဲ့စောက်ဘောမရှိစောက်ဘောအသိန်းဒါပုံပေါ်လေးလေးပဲအော်ဒီစောက်ဘောအသိန်းနေနဲ့အခုလက်ရှိမှာကို့အသိန်းကလည်းဘာမှဖြစ်မရှိကျွန်တော်အမြဲတမ်းပြောသူပဲဟာဟိုလူ ဘယ်မှမပလိမ့်နဲ့နီးပြဆောက်သုံးမကြဟုတ်တယ်ဒါပေမဲ့ကွင်းထဲမှာကန်တဲ့ကောင်လေတကောင်းမှာ၁၁ရောက်ချင်း၁၁ရောက်လို့ဆောက်သုံးမကြအောင်အပွင့်လင်းဆုံးမှာ၁၁ရောက်လို့ဆောက်သုံးမကြအောင်အဲ့တော့ဟာယူရိုပါလိမှာဒီနေ့ပါလို့မလားဒီချိန်နဲ့ယူရိုပါလိမှာဖရန်ဖက်ရဲ့ဂျာမနီရဲ့အင်္ဂမချီးပါပြီးပြန်လာရင်ကန်ကောင်းခမဖျားစုမှားလေဟိုကဟူဂိုအကေတိုက်ဆိုတဲ့ချာတိတ်ကအဲ့ဒီခံစစ်ကိုခမစီဆွတ်ပြီးဗုတ်ပြလိမ့်မယ်ခမသွေးပါထွက်ပြီးအုပ်စုလိုက်ပြီးဖေမာဖေမာဝင်တာပေါ့ဒိုက်ပါဟိုကတ်ပြီးပြန်လာရမယ်အီဗာပါထုတ်လိုက်ဝယ်ပြီးဖေမာကတ်ပြီးပြန်လာရမယ်ခမတကယ်ဟုတ်တယ် တကယ်တကယ်ကနတတော်လေးယုံမှုကောင်းတဲ့အသင်းဆိုခုနကပထမဆုံးအသင်းကိုဒုတိယအသင်းကိုမှအာဥမာဆိုဘုံမောင်းတဲ့ဘုံကိုမှဗျာဒါကျွန်တော် set up လုပ်သွားပြီဒါဘာညာလုပ်သွားအသင်းကိုအရန်လာဖူဟာသွင်းတော့ဖူဟာဒီနေ့ပုံစံကောင်းတယ်မကောင်းဘူးကောင်းတယ်သွင်းသွားတဲ့အသင်းကိုဒီကောင်ကအရန်လာဒုတိယအသင်းကိုဆိုကြည်နေနေဟမ်ငါတို့အသင်းမှာချန့်ခိုင်ရမပြေဝရတဲ့ကောင်အခုလက်ရှိမှာလူသုံးယောက်လောက်လူနဲ့ဒုတိယကိုကျော်ပါလူတယောက်ကိုယူဟာဘန်ဒေးဗီးဆိုသူအဖေနဲ့သားလောက်ဆက်ရှိတဲ့ကောင်တွန်းထိုးပြီးတော့ဝဲဝဲကန်ချက်ကောင်ကျွန်တော်နေကြည်နေဟမ် တက်ဆက်ဆက်ညွန်လာတော့ကျွန်တော်နေပြကျွန်တော်ဘယ်မှာထင်လဲအော်ကဲကျွန်တော်တခုတော့ပြောသေးတယ်ဟိုအာဆင်နဲ့ဒါကျွန်တော်တို့ချယ်ဆီဘောကျွန်တော်အာဆိုင်တော့ကျွန်တော်မသိလဲအော်ကဲမှာဂိုးသွားဆိုကျွန်တော်ထင်လိုက်တာဟော ဝီလီယံပေါ့နော်ဝီလီယံပဲဒါပဲလုတ်သွားမဟုတ်ဘူးပြဆက်ဆံကြုံလုတ်သွားတာဆော့ရှက်လည်းမရှိဘူးဘုရားသခင်ခင်ဗျားတကယ်ဘုရားတကယ်ဆော့ရှက်မရှိရဲ့ပင်ခင်ဗျာဟိုခုနကပြောလို့ပန်ရှင်စကျွန်တော်တို့ဒါကြန့်ခိုင်ကိုကြီးပြအစတာကစားသမား17ယောက်လုံးဒါဆော့ရှက်ကိုင်းထဲမှာနှစ်ပွဲဆိုမှာတော်တယ်လို့ချီချီကြရူမေရိုတကောင်ပဲရှိမယ်ရူမေရိုတကောင်ပဲရူမေရိုထွက်သွားတဲ့အချိန်မှာကိုင်းကတည်းကဆုတ်သွားတာလေအဲ့တော့ဒါရူမေရိုမရှိလည်းဖြစ်တယ်ဆိုပြီး international fan base ကောင်နေအာချောင်းတဲ့ကောင်ဆော့ရှက်လည်းမရှိဘူးဒါပဲအဲ့တော့ပဲဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုတော့ youth sport media 3 point ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ ပါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment နေတဲ့မှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျ။များများလေးလက်လစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစေ။စုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြပါဘော။အားလုံးမကြိုးတူပါနဲ့။များကလစ်ပေးကြအောင်။များများကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။ဒီပေါ်ဗျ။